မန္တလေးသစ္စာရောင်ကြီးပရိယတိစာသင်တိုက်မှာပရိယတိလို့အထုတ်ပြီးနေကြတဲ့သံဃာတော်ရှင်သူမြတ်တို့အားပြောပြအပ်သောဩဝါဒစကားဩဝါဒကထာလို့ဒီလိုမှတ်ကြပါစို့ကိုရင်တို့တို့ဥစဉ်တို့တို့ကိုဘုရားတပည့်တော်ပြောပြခဲ့ဘူးတဲ့ဩဝါဒလေးကိုပဲပြန်ပြောပြမယ်တပည့်တော်ပြောပြတဲ့ဩဝါဒကလည်းတပည့်တော်ပြောတာမဟုတ်ပါဘူးရှေးရှေးဆရာတော်ကြီးများ သွန်သင်ဆုံးမခဲ့တဲ့အကြောင်းအရာတွေများစွာကိုကိုရင်တို့တို့ဦးဇင်းတို့တို့ပြောပြခဲ့ပြီအဲ့ဒီထဲမှာခနေ့ကြီးပွားကျောင်း6ပါးပေါ့ရှင်းသူတော်ကောင်းကြီးတွေပြောတဲ့ကြီးပွားကျောင်း6ပါးဗာလဲလို့မေးလိုက်တော့မိဖို့ရေအိုအဲ့မျိုးအိမ်သားအေယာဖရာတီထား6ဖြာသေသေးသက်သက်ပြုတ်တတ်သူမှာမလွတ်တန်းထက်တန်းရောက်မိသား ကြီးဝါကျင်တဲ့ပုဂ္ဂိုလ်ကတဲ့မီးဘူနှဲ့ရေအိုးသုံးအိမ်သာလေးအိယာငါကဧကံ6ကဖရာဆိုပြီးတော့အဲ့ဒီ6ဌာနကိုသေသေသက်သက်ပြုတ်တတ်တဲ့ပုဂ္ဂိုလ်ဟာကြီးဝါလိမ့်မယ်ချမ်းသာလိမ့်မယ်ကြီးဝါလိမ့်မယ်ချမ်းသာလိမ့်မယ်တဲ့ကိုရင်တို့အဲ့တော့ကြီးဝါခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်ကိုနှုတ်တို့မီးဘူကြောင့်ကို ဂယုစိုက်ကြမိဘကြောင့်ဂယုစိုက်ကြမိဘကြောင့်နဲ့အတူဆွမ်းသားကြောင့်နဲ့မိဘကြောင့်လည်းတွဲနေတယ်လို့ဒီလိုနားလဲကြတပိတော့လျှောက်ပြီးတော့ရောက်ရောက်ချင်းလှည့်ပြီးတော့ကြည့်တယ်ဆွမ်းသားကြောင့်ကကိုရင်နေဟိုခွက်ဆေးတဲ့နားမှာໃຈနှလုံးသုံးလုံးတွေ့တယ်ဟင်းကျွင်းဟင်းကျွမ်းနေနဲ့ရေတွေနဲ့ရော့ အနတ်မကောင်းဘူးလို့ဘယ်ကနန်လဲဒီတော့လိုက်စားတော့အဲ့ဒီနာသွားတွေ့တယ်အဲ့ဒါမျိုးမလို့ဟာအဲ့ဒါမျိုးမလို့ဟာဘူးကိုရင်တို့မိဘရေကိုအဲ့မျိုးအိမ်သားဥစ္စာဖြူစဖို့ကားတဲ့မင်းကိုဆရာတော်ကြီးပြောဥစ္စာတွေကိုပြည့်စည်အောင်လုပ်နေတာအဲ့မိဘကြောင့်ပဲတဲ့ကုံသိကုံတိုက်လို့ကုံတာပြဿနာမရှိဘူးဒီလိုငငယ် ိုရင်ဘောကຫນွေဥပေါ့ဆိုရင်ဂွေတော့ရဲ့ဟင်းညိုလေးတွေကြိုကြကြိုကြတဲ့အခါရှင်ဟင်းလေးတွေကြိုကြတဲ့အခါလက်ထဲမှာစားလေးတွေရွာမှာဆိုတော့တကြံတွင်းရွာထဲကဥပုပ်ဆောင်တဲ့ပုံကိုယ်တွေကစားလေးတွေဆန်လေးတွေပါလာတယ်အဲ့ဒီစားလေးကိုမိဘကြောင်တွေကအိုးထဲမှာတွားထည့်ထားပုံလေးနဲ့တဲထားစားတွေကအများကြီးပေါ့ကြောင်သုံးနေနဲ့ရှင်လိုက်တော့ ိုးတဲ့ထဲမဲ့စားကိုလက်ကလေးနဲ့ဆုပ်တဲ့ပြီးတော့လက်ထဲမှာအများကြီးဆုပ်။မှွေတဲ့လူကတယောက်ထဲတဲ့လူကတယောက်။ထဲတဲ့လူကနည်းနည်းတဲ့ဟိုကမှွေတဲ့လူကမြည်မြည်ကြီး။အန်ကြပြီရပြီလို့ပြောလိုက်တာနဲ့တပြင်လက်ထဲမှာပိုးတဲ့စားကိုစားဖုတ်လေးတဲ့စားအိုးလေးတဲ့ပြန်မထဲပဲနဲ့နိုင်ရန်ကိုပြစ်ပေါက်ခဲ့။ဟာမိုးရင်ကလာမိုးရေရွာတော့အဲ့ဒီနိုင်ရန်တွေကစားတွေကရေပြောပြီးအောက်ကိုစီးကြတယ်။ အဲ့ဒါတပည့်တော်ရဲ့ဆရာသမားပြောတယ်မင်းတို့တတွေတဲ့ကြီးပွားခြင်းမိဖို့ကြောင့်ငိုအောင်မလုပ်ကြနေတဲ့ဒီလိုပြောတယ်အဲ့စားရည်တွေစီးကြနေတာမိဖို့ကြောင့်ငိုအောင်လုပ်တာနဲ့တူတူပဲကိုရင်တို့ဆရာသမားတွေပြောတာမိဖို့ကြောင့်ဘာမလုပ်နဲ့ငိုအောင်မလုပ်နဲ့တဲ့အေးအခုလည်းပဲကိုရင်တို့တတွေအဲ့မိဖို့ကြောင့်လည်းငိုအောင်မလုပ်ကြနဲ့ နောက်တကစာပီးစားခွက်ကိုလည်းဆေးကြမဆေးဘဲနဲ့တည်းနဲ့ပြစ်ထားတာမျိုးတွေဘယ်တော့မှမလုပ်နဲ့ဆွမ်းသားကြောင့်ဘုန်းကြီးကလည်းဆွမ်းသားကြောင့်တဲ့တာဝန်ရှိတယ်ဒီလိုမမှတ်နဲ့အဲ့ဒီစားတဲ့တောက်တဲ့ပြီးတော့ဆေးတဲ့နေရာကြောတဲ့နေရာကစားတို့နဲ့ဒါတို့မှတာဝန်ရှိတယ်လို့ဒီလိုလေးအာယုံပြုပြီးတော့စောင့်ရှောက်ကြအဲ့ဒီမိဘကြောင့်ကတတ်တတ်ရရမထားဘူးဆိုရင်ဟာပကံထဲမှာကြွက်တွေဝင်မယ်ကြောင်ရှိကြောင်ဝါစားမယ်ကြောင်ကြံကို ကြွကြံကိုကိုရင်နေဥစဉ်နေပြန်စားမယ်ဆိုရင်ယောဂများတယ်အိမ်နေမှာဆိုတော့အိမ်လူအိမ်သားတွေယောဂများတယ်ယောဂများပြီးဆိုဆေးရုံဆေးကန်းတွေတွားရင်ဝေကုံကြီးကြများတယ်အဲဒါကြောင့်မိဘကြောင့်ကိုကြာကြာနာနာမထားရင်တအိမ်လုံးဒုက္ခရောက်နိုင်တယ်တချောင်းလုံးဒုက္ခရောက်နိုင်တယ်အဲကြောင့်ကိုရင်တို့တို့တင့်မိဘကြောင့်ကိုတည်တည်တတ်တတ်ထားကြစနစ်တကျရှိအောင်သုံးကြစာပြီးသားပကံကိုလည်းစေးကြ ိုးအိုးနေရထားဇွန်းဇွန်းနေရထားပကံပကံနေရထားသူ့ဟာသူတတ်တတ်ရရရှင်းပြီးတော့နေပါစေကိုရင်တို့မိဘရေအိုးနောက်တခါတောက်ရေအိုးတောက်ရေအိုးကိုလည်းတတ်တတ်ရရထားရတယ်တဲ့ဟိုရှိရှိတုန်းကတော့ရေအိုးလေးတွေနဲ့ပေါ်ကရေဘူးအဖုံးလေးတွေနဲ့ပေါ်ကခွက်ကလေးကမှောက်ထားပေါ့ရေအိုးမြင်လိုက်ရင်ကိုတောက်ရှင်သပွဲရှိနေအောင်တန်ရှင်းတတ်ရနေရမယ် ဲ့ဒီရေအိုးကတတ်တတ်ရရမယူထမင်းစားထားတဲ့လက်နဲ့ကင်လိုက်မယ်ဟာဟင်းကွက်ဆေးလာတဲ့တဲအိုးကင်ထားတဲ့လက်နဲ့လက်ကင်မယ်ဆိုရေကွက်ကကြီးကညစ်ပါနေမယ်ဟာနောက်တကလက်ကတစ်ဖက်ကမအားလို့တစ်ဖက်ထဲအားတယ်အဲ့ဒီတစ်ဖက်နဲ့အိုးဖုံးကိုရေတော့ရေအိုးဖုံးကိုဖွင့်ဖွင့်ပြီးတော့တောက်တယ်မအားတဲ့ခါကျဘာဖြစ်တော့မေးတဲ့တော့ဖုံးကတခါရေအိုးဖုံးထဲမှာပြန်မဖုံးမဲနဲ့ပြစ်ထားခဲ့မယ်ဆိုအမှုန်နေကြမယ်ဖုံနေကြမယ်ပိုးကောင်မွားကောင်နေကြမယ် ဲ့ဒါဆိုတရားလုံးဒုက္ခရောက်နိုင်တယ်ရေသက်ဆက်တော့လုတ်ပေးထားတယ်ရေသက်ဆက်ကရေကိုကိုရင်တို့ကအိုးတဲ့ထဲအဲ့ဒီအိုးလေးကိုတော့တတ်တတ်ရရလုံကြကိုရင်တို့အဲ့ဒီကနေမှမတန့်ရှင်းလို့ယောဂဖြစ်ရင်တရားလုံးဒုက္ခရောက်နိုင်တယ်ဝမ်းပြက်ဝမ်းလျှော်တွေဖြစ်နိုင်တယ်အဲ့ဒီကကြီးမားတဲ့ယောဂတွေလည်းဖြစ်နိုင်တယ်အဲ့ကြောင့်ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုနံပါတ်1ရေအိုးကိုတန့်တန့်ရှင်းရှင်းထားလို့ရှေးသူတော်ကောင်းကြီးများကပြောတယ် မိဘရင်အိုးအဲ့မျိုးအိမ်သာအဲ့မျိုးဆိုတာဧည့်သည်တောင်းဆယ်တွေလာရက်ခါထိုင်တဲ့နေရာလေးတွေပေါ့အဲ့နေရာလေးတွေကလည်းတည်တည်သက်သက်ရှိဖို့လိုတယ်အဲ့တော့တပည့်တော်ကြောင်းထဲမှာ အခုစောက်ဖို့ရာနေပြီကိုရင်လေးတွေဧည့်သည်လာတဲ့ကဧည့်သည်နဲ့အဲ့ဒီစေရဲ့ကြောင်းလေးမှာပဲထိုင်စကားပြောကြအဲ့ထဲမှာသွားဧည့်ခံကြဧည့်သည်မရှိတဲ့ကဲ ိတ်တိတ်ဆိတ်ဆိတ်အဲ့ထဲမှာလည်းစာကြက်လို့ရတယ်စာကြက်ကြအဲ့ဒါလေးလုပ်ဝင်မယ်အဲ့ဒါလေးတတ်တတ်ရရထားကြကိုရင်တို့တပီတော့နှစ်ထပ်ကလေးစောက်ပြီးပိုပြင်းနေပြီနောက်တကမိဖို့ရေအိုဧမျိုးအိမ်သာတဲ့နံပါတ်၄ကအိမ်သာအိမ်သာကိုတန်တန်ရှင်းရှင်းသုံးကြညီလေးကြည့်ပါမသုံးကြနဲ့ခုအိမ်သာကိုတန်တန်ရှင်းရှင်းနဲ့တောင်းဝန်ယူအတောင်းမပေးဘဲနဲ့ ူတို့ဘာသူတို့စေရနာနဲ့အတိနဲ့လောက်ကြတယ်။သာမဏေကျော်ဒုတိယဇင်ကနှစ်ပါ။ကိုရင်ဇောတိကနဲ့ကိုရင်တိလောကအာတပိတော့လေးစားတယ်၊ကြီးညိုတယ်။အဲ့ဒီကိုရင်နှစ်ပါးကိုအဲတပိတော့ကအဲ့ဒါချင်းမြောက်ပဲ။ချင်းမြောက်ဒီဘုန်းကြီးဘုန်းကြီးကလည်းဒီကိုရင်နှစ်ပါးချင်းမြောက်တယ်လို့တော့ရှင်ပြတို့တမျိုးမထင်နဲ့။သံဃာ94ပါးသံဃာပါ60လောက်ရှိတဲ့အထက်မှာကုရိသန်ရှင် ဆရာသမားကတောင်းအောင်မပေးဘဲနဲ့လုံနေတာသူတို့နှစ်ပါးရှိလို့အဲကြောင့်တပည့်တော်အဲ့ဒီကိုရင်နှစ်ပါးချီးမြောင်းမယ်သာမဏေကျော်ဒုတိယဇင်းနေသူတို့နှစ်ပါးကနှစ်ပါးသလုံးမကြခင်မှာသူတို့တွေကဆောင်းဝဲဖြေထွက်ကြတော့မှသူတို့ဆောင်းဝဲဖြေနေတဲ့အခိုက်နောက်ထပ်ပေါ်လာတဲ့ပုံကိုလည်းတပည့်တော်ကြိုးဆိုတယ်ပေါ့အခုသူတို့ကလိုအပ်ချက်လေးတွေပြောလို့ပြောလို့တပည့်တော်ကိုယ်ရည်စည်းတဲ့ဖဏလေးတွေလိုတယ်ဆိုတော့ဖဏလေးတွေဝယ်ပြီးပြီး သူတို့ဖြစ်ခြင်းတဲ့အတိုင်းပဲကုရီတဲ့ဝင်ကုရီစီဖနာကလေးကိုစီးပြီးတော့သွားကြအကွင်တို့ဖနာတုံးလုံးကြီးနဲ့အောက်ကနေတက်ပြေးလာဖနာတုံးလုံးကြီးနဲ့မဝင်နဲ့အဲ့မှာဖနာကသဲတွေငဲတွေဟာဖနာကအညစ်ကြေးတွေအဲ့ထဲကြတော့မကြမကြညစ်ပတ်နေမကောင်းဘူးသူတို့ပြောတာမှန်တယ်အဲ့ကြောင့်ဖနာတွေတပီတော့ဝယ်ထည့်ပေးထားတယ်နောက်တစ်ခါတန်ရှင်းသုံးတဲ့ပစ္စည်းတွေကုရီတွေမှာဆေးတဲ့ပစ္စည်းတွေအကုန်လုံးစုစုပေါင်းတပီတော့ခနေ့နှစ်သိန်းနဲ့၈000ဘူး သုံးသိန်းပြေကိုနှစ်သိန်းပဲ1000ပဲလိုတဲ့အကွင်းနေလိုတာဝယ်ဆိုပြီးတပီတော့ဖြည့်စီပေးခဲ့တယ်အဲ့တော့ဘာဖြစ်လို့လဲမေးရင်ကိုရင်တို့တွေယောဂမဖြစ်စေခြင်းလို့ကြမ်းကြမ်းမှမရှိစေခြင်းလို့တတ်တတ်ရရရှိစေခြင်းလို့တပီတော့ဒီလိုလုပ်တာအဲ့တော့သုံးဆွဲတဲ့ကိုရင်ကလည်းတန်တန်ရှင်းရှင်းသုံးဆွဲကြအဲ့ဒီမှာစနစ်မကျဘူးညတိညပတ်ဆိုရင်ရင်ကောင်းလေးလားအဲ့ဒီရင်ကောင်းလေးကထမင်းဝိုင်းထင်းဝိုင်းစီလား ဟိုနာဒီနာဟိုနာဒီနာယောဂတွေဟိုတဲ့ဒီတဲ့ဆိုရင်တကြောင်လုံးဒုက္ခရောက်နိုင်တယ်။အဲကြောင့်ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်ကိုရင်တို့ရှေးသူတော်ကောင်းတွေကအဲ့ဒီအိမ်သာကိုလည်းတတ်တတ်ဆင်းဆင်းထားရတယ်လို့ဒီလိုပြောတာ။မိဘရေအိုအဲမျိုးအိမ်သာအိယာဖယားနောက်တကကိုအိတ်တဲ့အိယာကိုလည်းတတ်တတ်ဆင်းဆင်းထားရမယ်တဲ့။မနေ့မိုးလင်းတာနဲ့တပြိုင်တည်းကိုရင်တို့တို့ချင်းတော်တွေ မရှိစေနဲ့ဒါတပည့်တို့ငငယ်ရတယ်ဒီလိုပဲကျင့်သုံးမနေ့လေးလေးတိုင်အိယာထဘုန်းကြီးထပြီဆိုဒီပြို့တို့ထကြရတဲ့အကုန်လုံးဘုန်းကြီးပြင်းမှတ်ထွက်မျက်နှာသက်ဘုန်းကြီးပြန်ဝင်လာပြီဆိုအကုန်လုံးခြံတော်ခောက်ပြီးသားဖြစ်ကြတယ်တပည့်တို့ငငယ်ကကျင့်သုံးခဲ့တာဒါ၄နာရီ၅နာရီကိုရင်တို့တို့၄နာရီ၅နာရီမဟုတ်ဘူး၆နာရီမိုးလင်းတာနဲ့တပည့်တွေခြံတော်ကြီးတွေထောင်ထားတာတပည့်တို့မမြင်ခြင်းဘူးကြောင်လည်းပဲမိုးလင်းထီအောင်နေထွက်ထီအောင်ခြံတော်ထောင်အိတ်တဲ့အကျင့်ဟာဒါ ကောင်းတဲ့အကျင့်မဟုတ်ဘူးကောင်းတဲ့အကျင့်မဟုတ်ဘူးအဲကြောင့်မင်းရဲ့အိယာအထအစဆိုတာဘာလဲမင်းတဏိတာရဲ့ဘဝအစတဏိတာရဲ့ဘဝအစကိုကြီးကြီးလင်းလင်းရွှေရွှင်ပြပြဖယားရှိခိုးပြီးတော့ထတာသည်အကောင်းဆုံးကိုရင်တို့အဲကြောင့်ဖယားကိုကြာကြာနာနာရှိခိုးကြမိဘရေကိုအဲမျိုးအိမ်သာအိယာဖယားတီထား၆ပြအိယာကိုတန်တန်ရှင်းရှင်းထားတန်တန်မရှင်းရှင်းမထားရင်အဲ့ဒီမှာ အနတ်နေနမ်းပြီးအဲ့မပြောတာတို့အဲ့အဲ့ရကပိုးတွေမွားတွေနဲ့ယောဂဖြစ်တာတို့ဖြစ်တတ်တယ်အဲ့ဒါမဖြစ်အောင်အဲ့ရကိုလည်းတန်တန်ရှင်းရှင်းထားလို့ဒါပြောတာအားလုံးကိုရင်တို့နေတဲ့နေရာတွေပတ်ကြီးတွေခင်းထားတယ်အဲ့ဒီပတ်ကြီးတွေခင်းထားတဲ့အပေါ်မှာဟာမိုးလင်းတာနဲ့တပြိုင်နက်ခေါက်ပြီးတော့သူ့နေရာတို့အဲ့ရလေးလေးလေးထားနေခင်းစွမ်းသပြီးလို့ပြန်ပြီးတော့လှဲအောင်မယ်ဆိုရင်အဲ့မှာပြန်ခင်းပြီးရင်တခါအဲ့ရလေးတွေပြန်ခောက်ပြီးတော့ထား ြည့်လိုက်ရင်ရှင်းပြီးတော့နေကောင်းတာပေါ့ကိုရင်တို့အဲ့ဒီပုံစံလေးကျင့်သုံးကြနောက်ဆုံးကဖရာဖရာရှိကောမှမပြင်းကြနဲ့ဖရာပန်းလဲရမှမပြင်းကြနဲ့ဖရာတောက်တော်ရင်ရန်စီမီပန်းနေကတ်ရမှမပြင်းကြနဲ့ကိုရင်တို့ကိုရင်တို့တပည့်တော်တို့တွေဒီလိုနေနိုင်တာဟာဒီဖရာရဲ့အရေးကိုခိုးလုံတို့ဒီလိုစွန့်နေစားနေရတာဟာဒီဖရာသားတော်တွေဖြစ်နေလို့ဖရာရဲ့ ပိဋကစာတွေမပြောင်းပြအောင်ထိနေလို့လူတွေကပေးနေကြတာကျွေးနေကြတာတာမန်လူ့ကိုကြောင်းတဲ့ဆိုဒီလိုကြောင်းလဲလာဆောက်ပေးမှာမဟုတ်ဘူးဘာမှမလုပ်ဘဲနဲ့မူသမယူသမဒီထဲမှာတောက်စားမူးယူနေကြမယ်ဆိုရင်ကြောင်းလဲလာဆောက်ပေးမှာမဟုတ်ဆုံးလဲလာကတ်ကြမှာမဟုတ်ဘူးဘာဖြစ်လို့တို့တွေဟာဆွန့်တွေလဲမဘူးရကြောင်းတွေလဲမဘူးရနေစရာလဲမဘူးရဘူးစားစရာလဲမဘူးရဘူးဘာဖြစ်လို့လဲမင်းဒီဖះကြောင်းပဲ။ အဲကြောင့်ဖျားရှိခိုးကမှမပညာနဲ့ဖျားရှိခိုးပြီးတော့နှစ်နှစ်ကာကာနဲ့ကိုရင်တို့တွေဂုံတော်တွေကိုပုံဖော်ပြီးရှိခိုးနိုင်အောင်ကြိုးစားကြ။အဲတော့ကြီးပွားဖို့ချမ်းသာဖို့အတွက်ဒီ6ချက်ဟာရှေးသူတော်ကောင်းကြီးတွေပြောပြတဲ့6ချက်ကိုကိုရင်တို့တွေဖျားတပီတော့ပြန်ပြောပြပါလေ။ဒီလိုကြားဘူးတယ်။ဟိုပြည်ဘက်ကဆရာတော်ကြီးမန္တလေးအမရဗုဒ္ဓရောက်တော့ဆရာတော်ဥဇနကကမကြမ်းမကြဖိတ်တယ်တဲ့သူ့ကျောင်းတိုက်ကိုအလဲခေါ်တာ။ တဲတော့သူကဆရာတော်ဥဒနာကမရှိတဲ့ခိုင်မှာမှရောက်လာပြည့်တယ်ခါတိုင်းမလာပြည့်ဘူးပေါ့အဲဆရာတော်ကြီးရောက်လာပြီဘာလို့တော့မေးလိုက်တော့အိမ်သားကိုသွားကြည့်ဟာအိမ်သားတွေကလည်းများကြီးတန်ရှင်းလို့အနတ်တကဘာမှမရှိဘူးတဲ့အိမ်သားတဲ့တော်ပြီးသားခွက်ကလေးကလည်းမှောက်ထားတယ်အိမ်သားတွေအကုန်လုံးတလုံးပြီးတလုံးလိုက်ကြည့်တော့အကုန်တန်ရှင်းတယ် အိမ်သာပြီးတော့ပါကြည့်လို့မင်းမိဖို့ကြောင့်သွားကြည့်တယ်။ဟာမိဖို့ကြောင့်လဲစနစ်တကျနဲ့တတ်တတ်ရရမြင်တွေ့သွားရတယ်။အဲ့ဒါပြီးတော့နံပါတ်3ပါကြည့်တယ်လဲမင်းတောက်ရိုးသွားကြည့်တယ်။ဟာတောက်ရိုးကလည်းမြင်လိုက်ရင်တောက်သချင်းပွဲကောင်းအောင်တန်ရှင်းတတ်ရပြီးတော့နေသားလေးတွေ့တယ်။အဲ့ဒီ3မျိုးမြင်လိုက်ရတာနဲ့တပြိုင်တည်းအဲ့ဒီဆရာတော်ကြီးကမာခန္ဓာကိုကြောင်းတိုက်ကြီးကိုကောက်ချက်ချတဲ့အဲ့ဒါကြောင်းတိုက်တီကစားပေါ့ကိုရင်တို့ ဒီကြောင်းတိုင်ကြီးကြီးပွားလိမ့်မယ်ချမ်းသာလိမ့်မယ်စီပင်ဖွံ့ဖြိုးလိမ့်မယ်လို့ဒီလိုပြောစတယ်ဘယ်နှမျိုးလဲမင်း၃မျိုးတဲ့เนาะအင်စာရဲ့မိဘရဲ့တောက်ရဲ့အိုးရဲ့ဒီ၃မျိုးတန့်ရှင်းတာတွေ့တာနဲ့တဲ့ဒီကြောင်းတိုင်ကြီးဟာကြီးပွားစီပင်လိမ့်မယ်ဆိုတော့ကောက်ချက်ချတာအဲကြောင့်ကိုရင်တို့တတွေဘုရားတပည့်တော်ကနေပြောခဲ့တဲ့ရှေးသူတော်ကောင်းကြီးများပြောကြတဲ့ကြီးပွားကြောင်း၆ချက်ကို လက်ကင်ထားကျင့်သုံးကြဖို့ဘုရားတပည့်တော်ပြောပြပါရယ်တက်ကမီးဖို့တန်တန်ရှင်းရှင်းစနေတကြရှိပါစေနှစ်ကတောက်ရည်အိုးတန်တန်ရှင်းရှင်းစနေတကြရှိပါစေနောက်တစ်ခါဧည့်သည်တောင်းဆဲတွေနဲ့တွေ့တဲ့နေရာတန်တန်ရှင်းရှင်းရှိပါစေကိုယ်နေနေတဲ့နေရာကိုဒကာဒကမတွေလာတွေ့တာမကောင်းဘူးအဲ့လဲဒီနိုင်ဧည့်သည်တွေ့လဲဒီနာဒီလိုမဖြစ်စေနဲ့အများအိတ်နေကြတဲ့နေရာမှာ ကိုကတကားကမလာလို့ခေါ်တွေ့လိုက်တကားပြောလိုက်အများကခဏနားတဲ့ချိန်လေးသူတို့နားချိန်လေးပျက်စီးသွားရင်လည်းမကောင်းဘူးအဲကြောင့်မို့ဧည့်သည်နဲ့ပတ်သက်ပြီးတော့လည်းယူဆရမှာပေါ့မိဖို့ရေအိုအဲမျိုးအိမ်သာအိမ်သာလည်းတန်တန်ရှင်းရှင်းထားအခုတန်ရှင်းအောင်လုပ်နေကြတဲ့သံဃာကျော်ဒုတိယဇင်ကအရှင်တိလောကနဲ့အရှင်ဇောတိကနှစ်ပါးအထူးကျေးဇူးတင်တယ်လို့ထပ်ပြီးတပည့်တော်ပြောပါတယ် နောက်တခါမိဖို့ရေကိုအမျိုးအိမ်သာအိယာဖေယာကို့အိယာကိုလည်းတန်တန်ရှင်းရှင်းထားကြနံပါတ်6ကတော့ကို့ရဲ့အနန္တဂိုင်းဝင်ကျေးဇူးရှင်မြတ်စွာဘုရားကိုကျေးဇူးရှင်မှန်တိတိဟာရှိခိုးဦးချတတ်တဲ့ပုဂ္ဂိုလ်ကြီးပဲဆိုတာတိတိဘုရားဂုံတော်တွေကိုပါဇက်ကတာလိကာယွရွတ်တာမျိုးမျိုးဝင်နေရင်နဲ့သေးတဲ့ခါဒီဘုရားဂုံတော်တွေကို ပုံဖော်ပြီးတော့ရွတ်နိုင်အောင်ဟာနောက်တခါဒီဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ ်ပဝန်းကျင်တောက်တော်ကြီး3000ရရစတန်တန်ရှင်ရရှိအောင်ဖျားပန်းတွေကသာတန်တန်ရှင်ရရှိအောင်အမြဲတမ်းရောင်ကြီးတော့ဖွင့်တဲ့ခါမျိုးပေါ့ရောင်ကြီးတော့ဖွင့်ပြီးတော့မှတန်တန်ရှင်ရှင်နဲ့ကြီးညိုဝဖြစ်အောင်ဆောင်းနိုင်အောင်ကိုရင်တို့တွေကြိုးစားကြဖို့ဖျားတပီတော့တိုက်တွန်းပါတယ်အဲ့ဒီ6မျိုးကိုတန်တန်ရှင်ရှင်နဲ့ကျင့်သုံးနိုင်တဲ့ပုံကိုယ်ဒီလောကကြီးထဲမှာဘောကဘယ်တော့မှ အောက်တန်းနောက်တန်းမကြဘူးအထက်တန်းကြကြနေရလိမ့်မယ်လို့ရှင်းသူတော်ကောင်းကြီးများပြောပါတယ်အဲကြောင့်ရှင်းသူတော်ကောင်းကြီးများပြောတဲ့ ဓမ္မသည်အလုံးကိုးစီရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းမိမိတို့ရဲ့ပညာရေးခရီးလမ်းဖြောင့်တန်းစွာရှောင်လန်းနိုင်ကြတဲ့အရှင်ကောင်းအရှင်မြတ်များဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းဘုရားတပည့်တော်ရဲ့ဩဝါဒကထာဒီမာရင်ဏိကုံကပအဆုံးသတ်ပါသည်တန်ဃာတော်ရှင်သူမြတ်တို့ဗျာ